Education Channel 2019 Warmly welcome to all of you from Education Channel is an online learning platform. The Education Channel of YouTube channel is continuously unloading free formal education lessons and tutorials with the new system curriculum. 某国三千块的那块退保没钱，老师傅那说呢，他不是吧嘞？三某国佬他们三周年那算退保没？哎呀，当丽丽妹妹的信仰路三年也退保没钱。<laughs> ရေဦးတော့စံချိန်ခွက်နဲ့တစ်ခွက်ပဲထည့်ပါမယ်ရှင်။ရေဦးတခါတည်းအကုန်မထည့်ပဲနဲ့နည်းနည်းချင်းစီထည့်လိုက်နေလိုက်လုပ်ပေးပါမယ်။ကောင်းကင်မုံနဲ့ဆံမုံအချို့တော့အများတော်အဖြစ်လေးစားတက်စားထည့်ကြတာများပါလေ။ကျမတော့မုံသားကိုပြပြုံလေးပဲကြိုက်လို့ဆံမုံကိုရှော့ထည့်တာပါလေရှင်။တကယ်လို့ကိုကမုံသားကိုအီအီစီစီလေးပဲကြိုက်တယ်ဆိုရင်တော့ဆံမုံကိုလုံးဝမထည့်လို့လည်းရပါရဲ့ရှင်။ ဆံမုတ်ထဲတာနဲ့မထဲတာပါကွာလဲဆိုတော့ဆံမုတ်ထဲလုံးမယ်ဆိုရင် မုတ်သားကစားတဲ့အခါမှာနည်းနည်းလေးမာပါတယ်။မုတ်သားမာတဲ့အတွက်မုတ်လုံးရေပေါ်လေးတွေကလုံးလုံးတင်းတင်းလေးတွေနဲ့တော်ရုံဆိုရင်ပုံစံမပြတ်ပဲနဲ့အမြင်လေးလှပါတယ်။ ကောင်းငဲမုံကြီးပဲတည်တံ့လုံမယ်ဆိုရင်မုံသားကစားရတာကအီအီစီစီလေးနဲ့ပို့ပြီးတော့စားလို့ကောင်းပါတယ်။ဒါမှတခုရှိရာကတော့ကောင်းငင်းကြတော့အရင်ပြုတ်လွယ်တဲ့အတွက်ပြုတ်လိုက်တဲ့အခါမှာမုံသားလေးတွေကပုံစံလေးနည်းနည်းလေးပြတ်သွားတာမျိုးတွေရှိတတ်ပါတယ်။အဲ့တော့ကိုကပြက်ပြောက်စီစီလေးပဲကြိုက်တယ်ဆိုရင်ကောင်းငင်းမုတ်ပဲတည်တံ့လုပ်လို့ရပါတယ်။နည်းနည်းမှမှလေးနဲ့မုတ်သားပုံစံလှလှလေးလိုချင်တယ်ဆိုရင်တော့ဆန်မုတ်လေးပါနည်းနည်းလေးရောထည့်ပေးရပါမယ်။ ဒီမုံလုံးကြီးပေါ်ရဲ့မုတ်သားကအယမ်းပြောလို့လည်းမရဘူးအယမ်းမာလို့လည်းမရပါဘူး तू อ่ะอี้อีเลยเนี่ยไม่เปี่ยวมามาอณีทาลีဖြစ်တော့มาหมုံလုံးလုံးว่าတာကအဆင်ပြေပါတယ်မုတ်သားလေးอ่ะနေနေရင်းနဲ့ပကံမာလည်းမကတ်တော့ဘူးလက်မှာကတ်တာမျိုးလည်းမရှိတော့ဘူးပြီးတော့တလုံးတစ်ထွေလေးတည်းဖြစ်သွားပြီးတော့ကန်ရတာလည်းနုနုညံ့ညံ့อี้อีလေးဖြစ်လာတဲ့အနေဒါဆိုရင် ရသွားပါပြီရှင် ခြေကတော့ဆန်ချိန်ခွက်နဲ့တစ်ခွက်ချိန်ပြီးတော့ထည့်တာအခုမြင်ရတဲ့အတိုင်းပဲနည်းနည်းလေးပို့ပါတယ်အဲ့တော့ရေအချိုးကတော့ကိုသုံးတဲ့ကောင်းမြတ်မုတ်ရဲ့ရေစုပ်အားပေါ်မှုတည်ပြီးတော့နည်းနည်းလေးလိုတိုးပို့လျှော်ရှိနိုင်ပါတယ်ပြီးပြီဆိုရင်တော့အဖုံးလေးအုပ်ပြီးတော့မုတ်သားလေးပို့ပြီးတော့နုနုညံ့ညံ့လေးဖြစ်သွားအောင်လို့နိုင်ဝက်တနိုင်လောက်နှက်ထားပေးလိုက်ပါမယ်ရှင်မော်ရွေးပေါ်နဲ့တွဲစားဖို့အတွက်အုံတိချစ်ထားပါမယ်။ ကိုကအရသာခက်လေးလေးလေးကြိုက်တယ်ဆိုရင်ဒီအုံးလေးချစ်ဖက်လေးတွေတဲ့ကိုစားလေးဖြူထည့်ပြီးစားနဲ့နေပြီးတော့မှမုံလုံးရေပေါ်ပေါ်ကဖြူစားလို့ရပါတယ်။မုံသားလေးနဲ့ထားတော့မှထညာခဲလေးတွေကိုအတုံးလေးတွေတုံးပါမယ်ရှင်။ထညာခဲကိုဓာတ်နဲ့လှီးတဲ့အခါမှာအပြိုတဲ့ထညာခဲလေးတွေကဖျက်ရတာလွယ်တယ်ဆိုပေမဲ့နည်းနည်းလေးမှကြစ်ကြစ်ဖြစ်တဲ့ထညာခဲတွေကတော့ဖျက်ရတာနည်းနည်းလေးအားဆိုင်ရပါတယ်။အဲ့တော့ဒီနေရာမှာလက်မထီအောင်လို့တတိထားပေးပါရှင်။ ခညာခဲမရှိဘူးဆိုရင်တော့ကြံတကားကိုအစားထိုးပြီးတော့သုံးလို့ရပါတယ်အခုဆိုရင်မုတ်သားလေးနှက်ထားတာက45မိနစ်လောက်ရှိသွားပါပြီ။မုတ်သားလေးကလည်းအီအီစီစီလေးဖြစ်နေပါပြီရှင်။ဒီလိုနေထားရပြီဆိုရင်တော့မုံလုံးရေပေါ်လေးစပြီးလုံလို့ရပါပြီ။မုတ်သားလေးကိုမုံလုံးရေပေါ်တစ်လုံးစာအနည်းငယ်လေးယူပြီးတော့အလုံးလေးဖြစ်အောင် အရင်လုံးလိုက်ပါမယ်။ပြီးရင်အလေကနေအပေါက်လေးဖြစ်အောင်လိုလက်ကလေးနဲ့ဖိချလိုက်ပါမယ်။ ပြီးတာနဲ့တညက်ကလေးတစ်ခဲယူပြီးတော့အလဲမှာထည့်လိုက်ပါမယ်။ပြီးပြီဆိုရင်တော့ဒီတညက်ကလေးကိုလုံသွားအောင်လို့ဖေးသားလေးတွေကိုဆွဲယူပြီးတော့အလုံးလေးဖြစ်အောင်လို့ပြန်ပြီးတော့လုံလိုက်ပါမယ်ရှင်။ဒါဆိုရင်တော့မုံလုံးရီပေါ်လေးတစ်လုံးရသွားပါပြီရှင်။ ုလိုမျိုးမုံလုံးလုံးတဲ့အခါမှာထញ្ញက်ခဲကိုအခဲလိုက်ခက်ကြီးကြီးလေးထည့်ပေးမှာဒီမုံလုံးရဲ့ဘော်လေးကိုပြုတ်လိုက်တဲ့အခါမှာအထည်ကထញ្ញက်ခဲကအကုန်ပျော်သွားတာမဟုတ်ဘဲနဲ့အခဲလေးအနေနဲ့ကျန်နေမှာဖြစ်ပါတယ်ထញ្ញက်ခဲကအရန်သေးလို့နေဆိုရင်လည်းပြုတ်လိုက်တဲ့အခါမှာအပြင်အပူရှင်ကြောင့်အထင်းရထញ្ញက်လေးကပျော့သွားတတ်ပါတယ်။အဲ့တော့ထញ្ញက်ခဲကိုမမတင်းတင်းလေးနဲ့အခဲကြီးကြီးလေးတွေရွေးပြီးတော့ထည့်ပေးဖို့လိုပါတယ်။ ထညာခဲကိုအလင်းမှာထည့်ပြီးတော့လုံလိုက်တဲ့အခါမှာဖေးသားလေးတွေကိုထူထူလေးကြံအောင်လို့ထားပြီးတော့လုံပေးရပါမယ်။ဖေးသားလေးတွေအရင်ပါတယ်ဆိုရင်ပြုတ်လိုက်တဲ့အခါမှာအထက်ကထညာကအေးပြောပြီးတော့ပေါက်ထွက်တာမျိုးတွေဖြစ်တတ်ပါတယ်။မုံလုံးရေပေါ်လုံးတဲ့အခါမှာလည်းမုံလုံးရဲ့အရွယ်စားကိုအရင်ကြီးတိတ်တာမျိုးလည်းမဟုတ်အရင်ကြီးတာမျိုးလည်းမဟုတ်ဘဲနဲ့ပါးစပ်နဲ့တလုံးစားအနေထားလေးတွေဖြစ်အောင်လုံးပေးတာပို့ပြီးတော့ကောင်းပါတယ် မုံလုံးအရွယ်စားအရင်သိရင်လည်းပြုတ်လိုက်တဲ့အခါမှာအထင်းကထညက်သေးပါအကုန်လုံးပျော်ပြီးတော့ပုံစံပြတ်သွားတာမျိုးတွေဖြစ်တတ်ပါတယ်။အရင်ကြည်လုံးတဲ့အခါမှာလည်းမုတ်သားကအပြင်ဘက်ကကျက်ပြီးတော့အတွင်းထဲအထိမကျက်တာမျိုးတွေဖြစ်တတ်ပါတယ်။မုတ်လုံးရေပေါ်လေးတွေအားလုံးလုံးလာပြီးသွားပြီဆိုရင်တော့ရင်နွေးစုစုထဲမှာထည့်ပြုတ်ပေးပါမယ်။ရင်နွေးတွေကိုထည့်တဲ့အခါမှာတခါတည်းအကုန်လုံးထည့်လိုက်တာမဟုတ်ဘဲနဲ့တစ်လုံးချင်းစီထည့်ပေးပါမယ်။ တကယ်လို့အားလုံးလုံးပြုံပြီးတော့ထည့်လိုက်မယ်ဆိုရင်မုတ်သားတွေကအပူနဲ့ထိပြီးတစ်ခုနဲ့တစ်ခုကတ်သွားတတ်ပါတယ်။မုတ်လုံးလေးတွေကရေမြင့်နဲ့ပြင်မို့တက်လာပြီဆိုရင်တော့ဒါကြက်ပြီးလို့ယူဆလို့ရပါတယ်။ကျွန်မကတော့ဒီမုတ်လုံးကြီးပေါ်လေးတွေအပေါက်တက်တက်လာခြင်းမဆဲသေးဘဲနဲ့အတွင်းနဲ့ထိပါကြက်သွားအောင်လို့နောက်ထပ်2မိနစ်3မိနစ်လောက်ထပ်ပြီးတော့ပြုတ်ပေးပါတယ်။ မုတ်လုံးလေးတွေကကျက်ပြီဆိုရင် သူ့ဟာနဲ့သူရေပေါ်ကိုပေါ်လာတဲ့အတွက်မုတ်လုံးရေပေါ်လို့ခေါ်ကြတယ်လို့မှတ်သားပူပါတယ်ရှင်။ရေပေါ်ပေါ်လာတဲ့အချိန်ကနေစပြီးတော့2မိနစ်3မိနစ်လောက်ထပ်ပြီးပြုတ်ပေးပြီးဆိုရင်တော့စကားလေးနဲ့စစ်ပြီးတော့ဆဲထုတ်လိုက်လို့ရပါပြီရှင်။ပြီးရနဲ့ရေအေးထဲမှာခဏလောက်စိမ့်ပေးထားပါမယ်။ အခုလိုမျိုးရေအေးလေးစိမ့်ပေးတာကတော့မုတ်သားမျက်နှာပြင်မှာရှိတဲ့အဆီးတက်တွေနေသွားအောင်လို့စိမ့်ပေးတာဖြစ်ပါတယ်။တကယ်လို့ရေအေးမစိမ့်မနဲ့မုတ်သားကိုပူနေတော့မှာပဲတခါတည်းဆယ်ပြီးတော့စားမဲ့ပကံနဲ့ထည့်မယ်ဆိုရင်မုတ်သားမျက်နှာပြင်မှာကအဆီးတက်တွေကျန်နေတဲ့အတွက်မုတ်သားလေးတွေကတစ်ခုနဲ့တစ်ခုကတ်ပြီးတော့တလုံးချင်းတွေထိုးပြီးစားတဲ့အခါမှာအပြုံလိုက်တွေပါလာတာမျိုးတွေဖြစ်တတ်ပါတယ်။နေနေလေးအေးသွားတဲ့အခါမှာပကံနဲ့ထည့်ပြီးတော့ပွဲပြင်ပေးရပါမယ်ရှင်။ ကောင်းငင်မုံနှစ်ခွက်လောက်တာမုံလုံးရေပေါ်စုစုပေါင်း23လုံးရပါတယ်ရှင်။ဒါလေးကအစားနည်းတဲ့သူဆိုရင်တော့2ရောက်စာလောက်စားလို့ရပါတယ်။အပေါ်ကနေမှအုံတီချစ်ဖက်လေးတွေဖြူလိုက်ပါမယ်ရှင်။အခုဆိုရင်မုတ်သားတင်းတင်းပြန်ပြန်လေးတွေနဲ့တစ်ခုနဲ့တစ်ခုထိကပ်နေတာမျိုးမရှိဘဲနဲ့မုတ်သားလှလှလေးနဲ့ဘုံလုံးရေပေါ်လေးရသွားပါပြီရှင်။ တချံနဲ့မုံလုံးရီပေါ်မုံလုံးရီပေါ်နဲ့တချံဆိုတာခွဲရလို့မရတဲ့အရာပါပဲရှင်ကောင်းငင်သာအီအီလေးနဲ့ထညာချူချူလေးကိုမှအုံဒီဘတ်စိတ်စိတ်လေးရင်နဲ့တွဲပြီးစားရတာဆိုတော့အရန်ကိုအရသာရှိပြီးတော့စားကောင်းလာတဲ့အချိုပွဲလေးဖြစ်ပါတယ်။အဲ့တော့တကြံစာလေးလည်းဖြစ်တယ်။လောက်ရတာလည်းအရန်ကိုလွယ်ကူတယ်။မုံလုံးရီပေါ်လေးလှောက်စားကြည့်ပါရှင်။ ီဒီယိုလေးကိုအချိန်ပေးပြီးတော့အဆုံးထိကြည့်ရှုပေးလို့အထူးပဲကျေးဇူးတင်ပါတယ်။မကြာခင်ကြားရလာတော့မယ်မြန်မာနေတဲ့ကိုတချံကာလမှာအလုံးမဲ့ကျမ်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှကင်းဝေးကြပါစေလို့ဆုတောင်းပေးပါတယ်။ Education Channel 1992 Education Education Channel 1992